ျွန်တော်တင်ပြသွားပါနော်ကုရ်ဘန်နီဟာဘယ်သူအပေါ်မှာတောင်းဝန်ရှိလဲနော်ကုရ်ဘန်နီကမစ်အလာနဲ့ဇကာတ်ကမစ်အလာနဲ့နည်းနည်းလေးကွာနော်ကုရ်ဘန်နီကဘာနဲ့သွားတူလဲဆိုရင်ကျွန်တော်တို့အစ်နေ့မှာပေးရတဲ့ဖီတရာနဲ့သွားပြီးတော့တူတယ်ဖီတရာတောင်းဝန်ရှိတဲ့သူဒီကော်ဘန်နီလဲတောင်းဝန်ရှိတယ်။ဇကာတ်တောင်းဝန်ရှိဖို့အတွက်လူတစ်ယောက်ကတစ်နှစ်ပတ်လည်ပိုင်ဆိုင်စရာလိုတယ်။ကော်ဘန်နီတောင်းဝန်ရှိဖို့အတွက်လူတစ်ယောက်တစ်နှစ်ပတ်လည်အဲ့ဒီနော်အဲ့ဒီနေစာကိုပိုင်ဆိုင်စရာ မလိုဘူးနောက်ဆုံးသူဇီလ်ဟက်လာ12ရက်နေ့နေမဝင်ခင်ပိုင်ဝိုင်းရင်လည်းပဲသူကော်ဘန်ဒီလောက်ရမှာပဲနော်နောက်တစ်ခုကဇကာတ်ကို တွက်တဲ့အခါမှာနော်ကျွန်တော်တို့တွေဟာအိမ်မှာရှိတဲ့အပူအရှံပစ္စည်းတွေကိုထည့်တွက်စရာမလိုဘူးအုံမာပြည့်ကျွန်တော်တို့အိမ်မှာနော်ရေခဲတက်တာနှလုံးရှိတယ်တလုံးသုံးနေတယ်တလုံးပို့နေတယ်အဲ့ဒါဇကာတ်မှာထည့်ပြီးတော့နေဆပ်ထဲမှာထည့်တွက်စရာမလိုကော်ဘန်ဒီကြရင်ထည့်တွက်ရ နော်ဒီတိုင်းပဲလူတယောက်မှာနော်အိမ်နှလုံးဝေထားတယ်တလုံးကတော့နေတယ်တလုံးပူနေတယ်အဲ့ဒါဇကာတ်မှာထည့်တွက်ဆရာမလို့ကုရ်ဘာနီချရင်အဲ့ဒီပူနေတာတွေအားလုံးထည့်တွက်ရဒီလိုကုရ်ဘာနီမှာပူရရှန်နဲ့ပစ္စည်းအကုန်ထည့်တွက်ရပြီးတော့နှလုံးရှိတယ်တလုံးသုံးတယ်တလုံးပူနေတယ်အဲ့ဒီအပူထည့်တွက်ရနော်အိမ်မှာဒံအကြီးတွေတံမိုးရှိတဲ့ဒံအိုးကြီးတွေမသုံးပူနေတယ်အဲ့ဒါတွေထည့်တွက်ရဒါကြောင့်လူတယောက်ကဇကာတ်ထုတ်ဖို့တောင်းဝန်မရှိပင်ကြားလေသူကုရ်ဘာနီလုပ်ဖို့တောင်းဝန်ရှိကောင်းရှိနိုင်တယ်ကုရ်ဘာနီရဲ့အမိကဇကာတ် ထက်နော်ပမာဏအားဖြင့်ပူပြီးတော့ကျော့သွားเสียရှိတဲ့အထွတ်နော်ဇကာထုတ်မရမှာကုရ်ဘန်ဒီလောက်ရမှာမဟုတ်နော်ဇကာကိုတွက်ချက်မှုကတတကုရ်ဘန်ဒီကိုတွက်ချက်မှုကတတဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကိုယ်တိုင်မတွက်ချက်နိုင်ဘူးဆိုရင်အာလင်တဘာဘာကိုမေးပါကျွန်တော်မှာဒီအနေထားရှိတယ်ကျွန်တော်ကုရ်ဘန်ဒီဝါဂျစ်ဖြစ်မလားလေးစားအတန်မိတ်ဆွေညီနောင်များခင်ဗျာဒီတိုင်းပဲကုရ်ဘန်ဒီကဒုတိယမှာဝါဂျစ်ဖြစ်သွားပြီဆိုရင်နော်သူဒီဒါနော်ဝါဂျစ်ကအတိုင်းတာဒီစိတ် သိုးဆိုရင်တကောက်နော်နွားတွေကြွေးတွေကလအုပ်ဆိုရင်ပြေဆိုရင်ခုနပုံမှာတပုံအဲ့ဒါသူလောက်ကနော်အဲ့ဒါသူ့ရဲ့ဝါချစ်ကဲအတိုင်းသာပဲနော်ဇကာတ်မှာကြတော့အများကြီးဥစ္စာတွေများသွားရင်များများထုတ်ရတယ်ကုရ်ဘန်ဒီမှာအဲ့ဒီလိုမဟုတ်နော်သူ့မှာပစ္စည်းတွေအများကြီးရှိလို့ तू ကတပုံမဟုတ် तू တကောင်လောက်ရမယ်အဲ့ဒီလိုကုရ်ဘန်ဒီမှာမရှိနောက်တစ်ခုကကျွန်တော်တို့အိမ်မှာနော်ကုရ်ဘန်ဒီနဲ့ပတ်သက်လာရင်ကျွန်တော်တို့အိမ်သူအိမ်သားဘယ်နှယောက်ရှိလဲကျွန်တော်တို့စနစ်တကျတွက်ချက် နော်ငါတို့အိမ်မှာစိတ်နှကောင်လှုပ်လိုက်မယ်ကွာအဲ့ဒီစိတ်နှကောင်ကတအိမ်လုံးရဲ့ကိုရဘန်ဒီတောင်းဝန်ခြေဝါးမှာမဟုတ်ဥမာဖြစ်ကျွန်တော်တို့တွက်ကြည့်လိုက်အိမ်မှာကျွန်တော်ခင်ပွန်းတယ်ဖြစ်တယ်ကျွန်တော်မှလည်းကိုရဘန်ဒီဝါကြည့်ဖြစ်နော်ဇနီးကလည်းကိုရဘန်ဒီဝါကြည့်ဖြစ် ဒီတော့အိမ်မှာသားအကြည့်ရှိတဲ့အရွယ်ရောက်နေပြီးသူ့မှာလဲတောက်တူမဲကစုထားတာတွေပေါင်းလိုက်တဲ့အခါကျတော့9သိန်း8သိန်း10သိန်းရှိနေတယ်သူလဲပဲကူရဘန်ဒီဝါကြီးဖြစ်သွားပြီအဲတမီးမှာလဲရွှေကနော်6ချက်သား9ချက်သားရှိနေတယ်သူလဲပဲကူရဘန်ဒီဝါကြီးဖြစ်သွားပြီဆိုလို့ရှိရင်ဒီအိမ်မှာအခုဘယ်နှယောက်ဖြစ်သွားပြီလဲကူရဘန်ဒီဝါကြီးဖြစ်တဲ့သူ၄ယောက်ဖြစ်သွားပြီစိတ်နှကောင်လောက်နဲ့ဘလို့မှမလုံလိုက်တော့ဘူးစိတ်ဆိုရင်၄ကောင်လောက်ကမယ်နော်နွားဆိုရင်၄ပုံထည့်ရ လေးစားအတံမိတ်ဆေညီနောင်များခင်များဒီတော့ကျွန်တော်တို့အိမ်တွေမှာကိုကိုတိုင်ကောကိုဇနီးကောအရွယ်ရောက်တဲ့သားသမီးတွေကောသူတို့အားလုံးဘသူတွေကိုရပါနီတောင်းဝန်ရှိနေလဲကျွန်တော်တို့အဲ့ဒါကိုသတိပြုပြီးတော့တွက်ချက်ပြီးတော့လောက်ဝလေးစားအတံမိတ်ဆေညီနောင်များခင်များ